နာမည်နဲ့မကျေပွဲထန်တွဲပြီးချန်ပီယံကပ်ဘက်လမ်းကြောင်းပေါ်တက်ချင်တယ်လို့ပြောလာခဲ့တဲ့ဖိလစ်ပီလိုဘိုပရိသတ်များလုံးမင်္ဂလာများမန်ချက်စတာဖော်ဝါဒ်ဆောင်ကနေပြန်လည်ကြိုလိုက်ပါရစေ။နာမည်နဲ့ရှင်ပြိုင်ထိုးသက်ခဲ့မှုတဲ့ဘရာဇီးဖိုက်တာဖိလစ်ပီလိုဘိုကတော့နာမည်နဲ့မကျေပွဲထက်ဖြစ်ချင်နေပြီးဒီဒီချိန်မကျေပွဲထက်ဖြစ်လာခဲ့မယ်ဆိုရင်သူ့အနေနဲ့နာမည်ကိုအနိုင်ရရှိနိုင်မယ်လို့ယုံကြည်ချက်ပြင်ပြနေပါရစေ။နာမည်ကလမ်းရှိမှာတော့မွေထိုင်းပဒံဝေတန်းမှာစူပါလက်ကိုတော့အနိုင်ပြားထားခဲ့ပြီးဖြစ်လို့ ေတန်းရဲ့ပြိုင်မဲ့ကင်းဖိုင်တာတယောက်ဖြစ်လာပါတယ်ဖိလီပီလိုဘိုကတော့နာဗီကအခုချိန်မှာစွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ခဲ့ပေမဲ့ဒီဝေတန်းရဲ့ချန်ပီယံကပတ်ပိုင်ရှင်တယောက်ဖြစ်အချိန်နဲ့အကြာကြီးရပ်တည်နိုင်လိမ့်မှာမဟုတ်ဘူးလို့ထင်မြင်ယူဆနေပါတယ်လိုဘိုပြောချင်တဲ့သဘောကတော့နာဗီဟာစူပါလက်ကိုသာနိုင်ရရှိခဲ့ပေမဲ့စိတ်တက်အင်အားကောင်းကောင်းနဲ့ပြိုင်ဝဲဝင်တဲ့စူပါလက်နဲ့ရင်ဆိုင်ခဲ့ရတာမဟုတ်ဘူးဆိုတဲ့သဘောပါပဲလိုဘိုရဲ့ယူဆချက်ကမှန်တယ်လို့ပဲကောက်ချက်ချခြင်းစရာပါပဲပြီးခဲ့တဲ့117နှစ်ပြိုင်ဝဲမှာစူပါလက်ကစီးစစ်တာမအောင်လို့သူ့ရဲ့ချန်ပီယံကပတ်ကိုပြန်လည်ရုပ်သိမ်းခံလိုက်ရပါတယ်ဒါကစူပါလက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုအတော်လေးရိုက်ခတ်သွားစေခဲ့မှာပါ နာမည်နဲ့ထိတ်တရင်ဆိုင်ရအစီအမဒီရဲ့ချက်ကအရန်ကိုတိတာထင်ရှားခဲ့ပါတယ်။စွမ်းဆောင်ရည်ကောင်းတွေကိုချပြနိုင်ခြင်းမရှိတော့သလိုတက်ကြွတဲ့ကစားဟန်ကိုလည်းမတွေ့ရပါဘူး။ဒါကြောင့်နာမည်ကပုံမှန်မဟုတ်တဲ့စူပါလက်ကိုအနိုင်ယူကြော်ဖြတ်ပြခဲ့တယ်လို့ဆိုနိုင်ပါတယ်။လိုဘိုကလည်းဒီရဲ့ချက်ကိုပဲအဓိကတင်ပြီးပြောချင်နေတာပါ။နာမည်ကထိတ်တန်းအစဉ်စွမ်းဆောင်ရည်မျိုးတွေကိုပြသထားနိုင်တဲ့ဖိုင်တာတစ်ယောက်ဖြစ်ပေမဲ့သူရှင်ပြိုင်ထိုးသက်ခဲ့ရတဲ့ဖိုင်တာတွေကအကျန်းစားဖိုင်တာတွေမဟုတ်သေးဘူးလို့လိုဘိုကပြောချင်နေတာဖြစ်ပါတယ်။လိုဘိုကနာဗီကိုပထမတစ်ချိန်ထိတ်တရင်ဆိုင်ခဲ့ရစင်မှာရှုံးနေထားခဲ့ရပေမဲ့နာဗီကိုအဲ့လိုမျိုးထင်မြင်ယူဆနေရပါ နေနေလောက်တော့ရေးစရာကောင်းနေပေမဲ့ဒါကလေတိုက်တာဖြစ်လို့အပြစ်တော့ပြောလို့မရပါဘူးဒါပေမဲ့ခက်တာကဝမ်ချန်ပီယံရှစ်ကဖိုက်တာတွေကဘလောက်ပဲလေတိုက်ပါစေပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုမြင့်တင်ပေးနိုင်ခြင်းမရှိတာပါပဲ လိုဘကတော့လာမယ့်1 Friday 5 114ပြိုင်ပွဲမှာကူလန်တန်နဲ့ထိတ်တန့်ရင်ဆိုင်တွားရဖို့ရှိနေပါတယ်။ဒီပွဲစဉ်ကသူ့အတွက် NBA တော်ရဲတိုးဝင်သွားမယ့်ပွဲစဉ်တစ်ခုဖြစ်တဲ့အကြောင်းကိုလည်းလိုဘကဝန်ခံပြောဆိုထားပါတယ်။ဒီပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်လိုဘကညာဘီကိုစင်ကာထိုးတက်ပြီးချန်ပီယံခပ်လမ်းကြောင်းပေါ်ဆက်လက်ရှောင်လန်းသွားဖို့အတွက်မျှော်လင့်နေပါတယ်။ကူလန်တန်နဲ့ရှင်ပြိုင်ရမယ့်ပွဲစဉ်နဲ့ပတ်သက်လို့လိုဘက လူတွေကတော့ဒီပွဲဟာကျွန်တော်အတွက်လွယ်မယ်လို့ထင်ကောင်းထင်နေကြပါလိမ့်မယ်။ဒါပေမဲ့သူကအရန်လင်မြဲတဲ့ကစားမတယောက်ပါကျွန်တော်အတွက်တော့ခက်ခဲတဲ့ပြိုင်ပွဲတစ်ယောက်ဖြစ်လာဖို့လည်းရှိပါတယ်။ကျွန်တော်ဝမ်းချင်မြဲရှိကိုစတင်ရောက်ရှိခဲ့စဉ်ကတည်းကသူ့ရဲ့ကစားပုံကိုသတိထားစောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ခက်ခဲပေမဲ့နိုင်ဝဲရအောင်ကျွန်တော်ကြိုးစားသွားမှာပါလို့ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကိုလတန်ကိုအနိုင်ရရှိအောင်ချင်းပြိုင်ထိုးသက်ခဲ့ပြီးနာဘီနဲ့မချေပွဲထန်သွဲခြင်းတဲ့အကြောင်းကိုလည်းလိုဘိုကကျွန်တော်ချန်ပီယံဆိုးတွယ်တိုင်ပွဲဆက်ဝင်ခြင်းပါတယ်နာဘီကိုမချေပွဲပြန်ကစားနိုင်ဖို့ကြိုးစားသွားပါမယ်သူနဲ့ထပ်မံပြီးရင်ဆိုင်ရမယ်လို့လည်းမျှော်လင့်မိပါတယ်အရင်ကြိမ်ထိတိုက်တွေ့ဆုံကြတော့ကလည်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်အခုဆိုရင်နာဘီကပေါက်ကွဲအပူကောင်းလာပြီးနင်းစနစ်ပိုင်းလည်းပိုကောင်းလာပါတယ်နာဘီကအချိန်နဲ့အမျှတိုးတက်လာနေတယ်လို့မြင်မိပါတယ်ဒါပေမဲ့နာဘီကဒီအစင်တန်းဒီရက်တီမှုမျိုးနဲ့အချိန်နဲ့အကြာကြီးရက်တီနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မမြင်မိပါဘူးကျွန်တော်ဘက်ကလည်းတိုးတက်မှုတွေရှိလာနေပြီဖြစ်လို့ ဒီဒီချိန်ထပ်မံရင်ဆိုင်ရမယ်ဆိုရင်သူ့ကိုအရှုံးပေးရလိမ့်မယ်ဆိုတာမဖြစ်နိုင်တော့ပါဘူးကျွန်တော်အနေနဲ့ကျွန်တော်အောက်ကဖိုင်တာတွေနဲ့တိုက်ခိုက်ခဲ့ပြီအခုကျွန်တော်အပေါ်ကဖိုင်တာတွေနဲ့တိုက်ခိုက်ဖို့ကြိုးစားနေပါတယ်ဟက်ကာတွေစူပါလက်နာမည်နာမည်ဘွားလို့ပြောကြလာခဲ့တာဖြစ်ပါတယ်ပရိသတ်များရဲ့အမြင်ကရောဖိလစ်ပိလူပိုးရဲ့အနေထားလောက်နဲ့နာမည်ကိုအနိုင်ရဖို့အထိဖြစ်နိုင်ပြီလားမိမိတို့ရဲ့အမြင်လေးကိုလည်း comment ကနေပြောပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ